ားလုံးပဲမင်္ဂလာပါဖြစ်ပါမယ်ဘလော့ကနေပြန်လည်ကြိုဆိုပါရစေ။အခေါ်တော့ကျွန်တော်တင်တန်းကိုရောက်ပါပြီပေါ့နော်။တင်တန်းနဲ့မယ်ကတော့ကျွန်တော်တည်တာတော့ wireless PDC လို့ပဲဒီပါတယ်။ဒီမှာတင်တန်းသားရှိပေါ့နော်။တော်တင်တန်းသားနဲ့ဆရာတွေကိုကျွန်တော်တို့တွားကြည့်အောင်။ဆရာမင်္ဂလာပါ။မင်္ဂလာပါ။အလုံးမင်္ဂလာပါဖြစ်ပါမယ်ဘလော့ကနေပြန်လည်ကြိုဆိုပါရစေ။ Day TV တို့မှာ knowledge sharing လုပ်ပေးသွားမယ်အကြောင်းလေးကတော့လက်ရှိစင်ကာပူမှာအလုပ်လုပ်နေရင်းနဲ့အကိုရဲ့ creator ကိုပြောင်းချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ office ပိုင်းကို join ချင်တဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်။မဖြစ်မနေတက်ထားရမယ် digital skill တစ်ခုဖြစ်တဲ့ တော်တို့ကွန်ပျူတာကိုအခြေခံကနေစပြီးလေ့လာနေတဲ့လူတွေအတွက်ကျွန်တော်တင်တန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ဆိုတော့အဲ့ဒီတင်တန်းကဘယ်နေရာမှာရှိလဲဘာဘာရီတင်ပေးလဲဆိုတော့ကျွန်တော်တို့တို့လိုက်လံကြည့်ရှုပေးပါအောင်ကျေးဇူးပါပြီးတော့တင်တန်းကတော့ကျွန်တော်တို့၃လမှာရှိတယ်ပေါ့နော်ဆိုတော့ရင်းရင်းကဖေးပေးမှာဆိုတော့ကျွန်တော်တို့ဆက်သွားရအောင် အခုတော့ကျွန်တော်တင်တန်းကိုရောက်ပါပြီပေါ့နော်တင်တန်းနဲ့မယ်ကတော့ကျွန်တော်ဒီမှာတွေ့ရတဲ့အချိန်ပေါ့နော်အဲကျွန်တော်ပုံမှန်ကျွန်တော်လူတွေတော်တော်များသိတာကတော့ WeLab PDC လို့ပဲသိပါတယ်ဒီမှာတင်တန်းသားတွေရှိပေါ့နော်ကျွန်တော်တင်တန်းသားနဲ့ဆရာတွေကိုကျွန်တော်တို့ကြည့်ရအောင်ဆရာဟယ်လိုအခုလက်ရှိဒါကတော့ကျွန်တော်တင်နေတဲ့တင်တန်းဆရာပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့တင်တန်းသားတွေပါ ာလည်းဒီလိုပြန်လာရှိနေတယ်။ကျွန်တော်တို့လည်းအိုက်တန်ကလေးရှိရတယ်။ဟုတ်ကဲ့ဒီနေ့ကဘုရင်စာကနေပြီးဆိုတော့ကျွန်တော်ကဘာလို့ရှိလို့ရှိတဲ့ကောင်စီကိုလည်းကျွန်တော်မပြီးဘူး။ကျော်ရော်တင်းနေပါပါ professional development center ပေါ့နော် PDC ပါဆိုတော့ဒီထဲမှာကဝင်ကြည့်လိုက်အောင်ဒီထဲမှာလည်းသင်တန်းသားတွေရှိပါတယ်ဆိုတော့ဒါကတော့ founder ပေါ့နော်ပြည်သင်တန်းဟုတ်ပါမင်္ဂလာပါဟုတ်လားဒါနဲ့နေရအောင်သူကမစိထားသေးဘူးမဟုတ်လားဆက်ဝင်ကြည့်လိုက်ပါ ဆရာမင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ဆရာအားလုံးပဲမင်္ဂလာပါဒါတော့ကျွန်တော်တို့ဒီခုနကကျွန်တော်ပြောတဲ့ PDC ရဲ့ founder ပေါ့နော်လက်ရှိကျွန်တော်တို့ဒီဆရာကိုယ်တိုင်လည်းတင်ပေးနေတယ်ပေါ့နော်ဆိုတော့ဆရာဒီတင်တန်းမှာဆရာတို့ရဲ့ coach လေးကျွန်တော်တို့ရှင်းပြပေးပါဦးအဲဆရာတို့2021ပေါ့2021ကနေဆရာတို့ဒီတင်တန်းလေးစပါတယ် covid ကိုဗစ်အတွင်းမှာတချို့အာကလေးတွေဟာစတင်နေတယ်ဆိုတော့ဆရာတို့လည်းကိုဗစ်ဖြစ်တော့ work from home နေပါရည်နေဆိုတော့2021မှာစခဲ့တယ်အခုဆိုရင်အားလုံးဘာပဲပါ9နှစ်နီးပါရောက်တော့ပါမယ်အဲတော့ဆရာတို့စပြီးတော့အခြေခံစပြီးတော့သင်ခဲ့တာက basic လုံးဝ Microsoft Word Excel PowerPoint အဲတုံးခုထဲမှာပဲဆရာတို့က single မှာရှိတဲ့ယုံတွေစိုင်းတွေမှာတုံးလို့ရအောင်အခြေခံဆရာသင်ပေးခဲ့ပါတယ်သင်ပေးခဲ့တော့ကလေးတွေရဲ့ response အနေနဲ့ကကြတော့ တချို့ကြတော့လည်းတက်တယ်တချို့ကြတော့လည်းပြန်ပြန်လေ့ကျင့်ကြီးမှတက်တယ်တချို့ကြတော့လည်းဆရာတို့စီမှာရတဲ့ software ကိုအသုံးချပြီးတော့အခုဆိုရင် manager level ဒီတက်နေကလေးလည်းအများကြီးရှိပါတယ်ဟုတ်ကဲ့အလို့အတွက်စင်ကာပူအတွက်ထောက်ကူဖြစ်ပါတယ်အော်ဒီ certificate က MON ထောက်ကူဖြစ်လားဆိုတော့ MON ထိတော့သွားပြီးတော့တင်ပေးလို့မရဘူးဒါပေမဲ့အလို့လုပ်တဲ့အခါမှာဆရာတို့ကဒီက computer တည်တည်တန်းလေးရှိတယ်ဆိုတော့အလို့ရှင်တော်များများတည်ထားပါတယ်ဟုတ်ကဲ့အဲ့တော့ဘာတွေတင်ပေးလဲဆိုတော့စသချင်း basic computer တင်ပေးတယ် ပြီးလို့ရှိရင် Microsoft Word Excel PowerPoint အဲ့ဒါကိုအသေးစိတ်ရုံးနေမှာသုံးလို့ရအောင်ပြီးရင် email ဘာတွေရှိလဲပြီးလို့ရှိရင် email ဘယ်လိုပို့လဲ video conferencing ဘယ်လိုလုပ်လဲအခုဆိုလို့ရှိရင် ChatGPT ဆိုတဲ့ AI တို့လို့ရှိရင် deep sea ဆိုတဲ့ဟာတွေကိုပါဆောက်ထည့်ပြီးတင်ပေးနေပါတယ်။အဓိကဒီမှာလုပ်ပေးတာကတော့ community လို့ပါပဲ။2021ကစခဲ့တာ။ကျောင်းသားပေါင်းအခုဆိုရင်မနီယာ 896ရောက်ဖြစ်နေပါပြီ။ဆက်ပြီးတော့ဆရာဒီတင်နှန်းဖွင့်ရင်ဆရာရည်ရွယ်ချက်လေးကျွန်တော်ဆက်ပြောပြီးပါ။အဓိကဆရာတို့ဒီပညာကိုဆရာတို့တနေ့နေ့တစ်ချိန်ချိန်ဆရာတို့မရှိတော့တဲ့ချိန်မှာသူများတွေက lesson ကမ်းပြီးတော့တယောက်နဲ့တယောက်ပြန်ပြသွားနိုင်တယ်ဆိုလို့ရှိရင်ဘယ်သူပဲခက်ခဲရှိရှိလုပ်ငန်းထဲမှာပဲရှိရှိတယောက်နဲ့တယောက်ချင်းချင်းပြန်မေးနိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ပြန်တင်ပတ်သွားပေးတာပါ။အဓိကကကလေးတွေလုပ်ငန်းထဲမှာမျက်နှာမငယ်ရအောင်ရင် ကွန်ပျူတာဆိုတာဘာကြီးလဲဆိုတာကိုတည်သွားစေချင်တဲ့စိတ်ပါဟုတ်ဆရာဟုတ်ဆရာအဲ့ဆိုရင်ကျွန်တော်ဖြည့်ပေးတဲ့အတွက်ကျေးဇူးပါဆရာကျေးဇူးပါလာခဲ့ပါကျေးဇူးပါ ဟုတ်ကိုမင်္ဂလာပါကိုမင်္ဂလာပါကိုဒီမှာကိုရဲ့ဒီ position လေးနဲ့အခုဘာရီတင်ပေးလဲဆိုတော့ကျွန်တော်တခြားတော့ပြောပြပေးပါမယ်။ကိုကတော့ဒီမှာကျတော့ဘယ်လိုပြောမလဲဒီဆရာမဟုတ်ဘူးနော်။တင်းတင်းသားလင်းနဲ့အရင်ကဒီမှာတင်းတင်းတက်တယ်။ပြီးလို့ရှိရင်တင်းတင်းပြီးတော့တာနဲ့ဒီမှာဒီမှာဆရာဘာမှမရှိပြီးတော့ advanced call လေးပေါ့ဆရာကိုတက်တယ်။ဟုတ်လားဒီရတစ်ခုအနေနဲ့ဘလန်ဒရာကခုနေတယ်ပြည့်စုံနေတာမဟုတ်ဘူးနော်။လာလာပြီးတော့တင်ပေးတာ။အဲဒါဆိုလို့ရှိရင်ကိုကဒီမှာတင်းတင်းနဲ့ပတ်တက်လာပြီးတော့တင်ပေးတယ်။တင်ပေးတဲ့အခါဒီမှာ ဒီမှာသင်ပေးတာကကြတော့အများသောအပိုင်းကဒီမှာ basic course ကိုသင်ပေးတယ် basic course မှာကြတော့ရှင်ကိုတော့ Microsoft ပါတယ် Excel ပါတယ် PowerPoint ပါတယ်သုံးမျိုးသင်ပေးတယ် Microsoft ဆိုမှာဗားတယ်အသုံးပြုလို့ရတယ်ဆိုလို့ရှိရင်ဒီမှာ Word မှာလုပ်တက်လို့တယ်ဆိုလို့ရှိရင်ဒီမှာစာရေးတာလည်းလုပ်လို့ရတယ်ပြီးလို့ရှိရင် design design တွေဆွဲလို့ရတယ်ပြီးလို့ရှိရင်ဒီမှာဒီ table တွေဆွဲလို့ရတယ်ဇာတ်ရည်ပေါ့နော်အဲ့လိုသင်ပေးတယ်ပြီးလို့ရှိရင် Excel ဣဇက်မှာကြာလို့ရှိရင်ကိုတော်ကဒီမှာရုံမှာလုတ်တဲ့ဟာစဉ်းစားရတယ်ဣဇက်တင်တော့တွေ့တာရှစ်တာလေးလေးလုံလို့ရတယ်နောက်တစ်ခုက power point power point မှာကြာလို့ရှိရင်ကိုတော်ကဘာတွေလုံလို့ရလဲဆိုလို့ရှိရင်ဒီမှာကိုကနေပြီးတော့ကိုရော့တဲ့ပစ္စည်းလေးတွေအဲ့ဒါလေးတွေကိုကိုစာနဲ့ရေးပြီးတော့ presentation တင်ပြတာအဲ့ဒါလေးသင်ပေးတယ်ဒီမှာ busy course ဆိုပေမဲ့ကိုတော်ကနေပြီးတော့ဒီမှာသုံးချရရတာတွေအများကြီးသင်ပေးတယ်အဲ့ဒီ busy course ပြီးသွားပြီပုံများအဖေးမှာ busy course က9:20သင်မှတ်ထားတယ်ဆရာကဒါပေမဲ့ကြောသားကနေပြီးတော့တိတ်ပြီးတော့ မလိုက်မလိုက်နိုင်ဘူးဆိုလို့ရှိရင်ကိုတော့အရှင်ကြာလေးပြန်တန်းပေးတယ်ဟုတ်ကဲ့ပါဟုတ်ပါအဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်ရှော့စိတ်ဝင်စားတဲ့လူတွေကိုပြန်ပြီးတော့ဆရာကပြန်ခေါ်တယ်လာပြီးတော့ပုံရိပ်တင်ပေးဒါမှမဟုတ်တင်ပေးတာအားဖြင့်ကိုတော့ကကြာလို့ပို့ပြီးတော့မှတ်မိသွားတယ်ဟုတ်ကဲ့ပြီးပြီဆိုလို့ရှိရင်ကိုတော့ဒီမှာစာတပိကလေးပေးတယ်ဟုတ်လို့စာတပိကလေးပေးတယ်အဲ့ဒါမို့လို့ဒီ ဒီမှာရှိတဲ့စင်မှာရှိတဲ့မြန်မာတွေကကိုအားတဲ့ရှင်နေမှာဒီကိုဘွားတက်နေပြီးတော့ပညာတစ်ခုလိုရှင်နေဆိုလို့ရှိရင်ဒီ PTC လာပြီးတော့ join ပြီးတော့ဒီမှာလာပြီးတော့ပညာဆိုတာတော့ကျွန်တော်ဖိတ်ခေါ်ပါလားဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲဆိုဖြည့်ပြီးတဲ့အတွက်လည်းကိုကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါကျေးဇူးပါဟုတ်ကဲ့ဆိုပညာပါပါဆိုတော့ဒီပြင်တန်းကိုအမဘယ်ချိန်ကစလာတက်တယ်အာကိုလာပိုင်းကဆက်တက်တာပါအာဟုတ်ပါပြီးတော့ဘယ်ကုစတီရောက်နေပြီပဲလို့နော်အခုကတော့အေးစင်တက်နေပါပြီအာဟုတ် အဲ့ဆိုရင်လေဒီတင်တန်းကိုလာရောက်တက်ရတဲ့အမရဲ့ဘာကြောင့်လာတက်တာလဲပြောတော့အဲအတိတ်ကရေချက်ကတော့နောက်လာတယ်မှာပေါ့နော်အလုပ်ပြောင်းမှုရှိတယ်ပြီးတော့အလုပ်တက်လဲလိုအပ်တဲ့အတွက်ကြောင့်မလာတတ်တာဖြစ်ပါတယ်ဟုတ်ပါဟုတ်လက်ရှိလုပ်နေတဲ့ပရိယာရောဘာဖြစ်မလဲအဲအခုကတော့အဟပါပေါ့နော်ဟုတ်ဟုတ်ပါဟုတ်ပြီးတော့လီတီတန်းကဆရာရရဲ့သူတို့ honest review ပေါ့နော်သူတို့ဒီလိုပြင်ပေးလဲအတိတ်ကြောင့်မအောင်ကောင်းရင်လားဟုတ်ကဲ့ကောင်းပါတယ်ဘာဖြစ်လဲဆိုတော့ဆရာနဲ့တပင်းနဲ့ပုံစံမျိုးမဟုတ်ဘူးနဲ့ဒီမျိုးမိသားစုတွေလည်းရင်းနှီးဖွယ်လို့ရှိရဲ့ ကိုတိုက်တဲ့ပုံစံကိုမေးလို့ရတယ်ကိုပြောတဲ့စကားကိုလည်းတို့အတက်နိုင်ဆုံးနဲ့လည်းပြီးရဲ့အတက်နိုင်ဆုံးနဲ့ဟိုဖြေရှင်းပြပေးရပေါ့နော်ဟုတ်ကဲ့ကောင်းပါတယ်ဟုတ်ပါပါဟာဆိုတော့ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါအင်းတန်းကိုပဲအချိန်ကစတဲ့ပြတာလေအာလွန်ခဲ့၅လပိုင်းကတည်းကစတာပေါ့နော်ဟုတ်ပါအခုကဘာဘယ်ကိုစီရောက်သွားရဲ့အာအခုက PowerPoint ဒီခါနေရှိတာပါဗျဟုတ်ပါကဲပါအာဘာကြောင့်ဒီတင်တန်းကိုလာတက်ပြလဲပေါ့နော်တို့ဒီ creative change လို့လားဒါမှမဟုတ်အလုပ်ကြောင်းညင်လို့လားဘယ်လိုမျိုးလဲအာဗာလဲ အလုပ်ပြောင်းချင်တယ်လို့တော့မရှိသေးပါဘူးစီစဉ်ကဒါပေမဲ့ကိုယ့်ရဲ့ရှေ့ဘဝတိုးတဲ့ရဲ့နောက်နောက်တော့ပေါ့နော်အဂျိုတင်လေးလာထားတဲ့ပုံစံမျိုးနဲ့လာလေးလာပါချစ်တယ်အဲပြီးတော့လေဒီတင်တန်းက honest review ပေါ့မရီနဲ့မှလာတက်တဲ့အချိန်မရီကလည်းပေါ့နော်ဒီတင်တန်းက CRE နဲ့အမရီရဲ့စိတ်ထဲရှိတဲ့အခုပေါ့ဟုတ်ကဲ့အာဆင်းပြေပါတဲ့ဆရာရောအဲအာဟိုလန်ဒီယာလုပ်ပေးတဲ့ဆရာဆရာမတွေနဲ့ရောကျွန်တော်ဆင်း ဆရာဆိုမနက်ပိုင်းလေးဆိုမနက်စားတယ်တော့ခြေပါလိရှိအရင်ကဘယ်လိုကမိသားစုစိတ်နေပါတော့အလိုမတင်ပြတော့အဲအဲဆရာလေးကျေးဇူးတင်နေတော့ကောကဲဆိုတော့ဒီတင်တန်းမှာဘာတွေလေ့လာလို့ရမလဲတည့်ရဲ့တင်တန်း coach တွေကဘာတွေဖြစ်မလဲဆိုရင်အယူဆုံးကွန်ပျူတာကိုလုံးဝမသိတဲ့လုံးဝစိမ့်နေတဲ့လူတယောက်အတွက်ဆိုရင်ပေါ့နော်အခြေခံကနေစလေ့လာလို့ရမယ်ကွန်ပျူတာ basic ရှိမယ်ပြီးတော့ရင် microsoft word ပြီးတော့ရင်ကျွန်တော်တို့ဒီ power point ပေါ့နော်ပြီးတော့ရင် excel ပြီးတော့ရင်အဲ့ဒါတွေအပြင်ကိုကျွန်တော်တို့အခုချိန်မှာ technology kit ဖြစ်နေတဲ့အတွက်ကျွန်တော် digital scale ဖြစ်တဲ့ကျွန်တော် AI အပြင်ကိုကျွန်တော်တို့လိုမျိုး renovation သမားတွေဒါမှမဟုတ်ကျွန်တော် career change ရင်တဲ့လူတွေအတွက်ဆိုရင်လည်းကျွန်တော်တို့ဒီ drawing mind လေ့လာခြင်းတဲ့လူတွေပါအပါအဝင်ပေါ့နော် grade အတွက်ကျွန်တော်တို့ဒီ AutoCAD တွေကျွန်တော်တို့ဘင်းနေပေါ့နော်ဘယ်လိုဆွဲရလဲ drawing ဘယ်လိုကြည့်ရလဲဆိုတာတွေပါဒီသင်တန်းမှာတခါတည်းလေ့လာလို့ရတယ်ပေါ့နော်သင်တန်းလေး join လို့ရပါတယ်